မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်သူရဟင်းဖြစ်ပါတယ်ခင်ဗျာကံရာဒီဘွားတွေတော့ပေါ့နော်ဒီနိုဝင်ဘာလတလားစာဟောစင်တဲ့တွေကျွန်တော်ဟောပေးมาဖြစ်ပါတယ်ကံရီဘွားတွေကဒီနိုဝင်ဘာလမှာ နော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးအသက်လောက်ကိုင်းချဲ့သူနာတို့စတာတွေကိုလောက်ကိုင်းလို့ရပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်အကျိုးပေးလိုက်မယ်ပညာရေးနော်နောက်ပြီးတော့အကျိုးဆောင်လုပ်ငန်းတွေအကျိုးပေးလိုက်မယ်ဟိုအရင်နှီးစိုက်ထုတ်ဖို့ဗောနော်မလို့တဲ့စီးပွားရေးလုပ်ငန်းတွေမှာအောင်မြင်မှုကြီးကြီးမားမားတွေရရှိလိုက်မယ်ဥပမာဆိုရင်အိမ်ချမ်းမြေအကျိုးဆောင်တွေဆိုရင်ဒါဒီလမှာဆိုရင်အိမ်ချောင်မြေနဲ့ပတ်သက်ပြီးတော့အများကြီးပဲအကျိုးဆောင်ရလိမ့်မယ်အဆင်ပြေလိမ့်မယ်ကောင်းမွန်လိမ့်မယ်လို့တော့ပြတာဗောနော် ဒီကံရာဒီဘွားတွေရဲ့เนาะဒီနိုဝင်ဘာလမှာလူမှုရေးဆက်ဆံရေးနဲ့ပတ်သက်ရင်ပေါ့เนาะကောင်းမွန်တယ်လို့ပဲပြောချင်ပါတယ်မိမိကိုဖေးမှကူညီမဲ့လူပေါ်လာလိမ့်မယ်เนาะအကူညီမဆမဲ့လူပေါ်လာလိမ့်မယ်မိမိခက်ခဲနေတဲ့အရာကြီးကိုဥပမာဆိုငွေချေးရအခက်ခဲဖြစ်နေနေတော့မှပေါ့เนาะကိုယ်ငွေချေးပေးမဲ့လူတွေငွေလှည့်ပေးမဲ့လူတွေစတာတွေပေါ်သက်တယ်ပြောမှဆိုရင်လူမှုဆက်ဆံရေးလဲဒီကံရာဒီဘွားတွေအတော့ကောင်းမွန်တဲ့လာဖြစ်တယ်ကျမ်းမာကြီး ကျမရေးလည်းအထူးကောင်းမွန်ပါတယ်ကံယာရီဘွားတွေကနော်နိုဝင်ဘာလမှာဆိုရင်ကံယာရီဘွားတွေကကျမရေးနဲ့ပတ်သက်ပြီးတော့ဗောနော်အသက်အနည်းဆိုရင်ရတာတွေမတွေ့ရဘူးပြောမယ်ဆိုရင်နိုဝင်ဘာလမှာကံယာရီဘွားတွေကကျမရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းမွန်တဲ့လာဖြစ်တယ်အဲကြောင့်ဒီလမှာကံယာရီဘွားတွေကကောင်းမွန်တဲ့ကျမရေးအခြေအနေရှိတယ်လို့ပဲပြောချင်ပါတယ် ကံရာဒီဘွားတွေရာပေါ့နော်ဒီနိုဝင်ဘာလမှာအချစ်ရင်နဲ့ပတ်သက်ပြီးတော့ကောင်းမွန်နေတာပေါ့နော်အမှတ်မထင်ပဲနဲ့ဒါဟိုကိုညှော်လေးချက်တွေနဲ့ရှေ့ဆက်နေတဲ့ပေါ့နော်ဒီအကောင်လေးကိုကျွန်တော်အာကျွန်မကြိုက်တယ်ဒီကောင်မလေးကိုကျွန်တော်ကြိုက်နေတယ်ဆိုပြီးတော့စိတ်ထဲမှာဖြစ်နေပါဘောနော်ရီစာစကားတွေ propose တွေလောက်တာတော့ဘောနော်အမှတ်မထင်ပဲနဲ့ရီစာဖြစ်သွားတဲ့ကံရာယူသွားတယ်ပြောမှဆိုရင်ကိုမျော်လင့်နေတဲ့အချစ်ရေတစ်ခုကဒီနိုဝင်ဘာလမှာ ကံရာရီဘွားတွေအတွက်ဘုံစာကြီးဖြစ်သွားတတ်တယ်ဥပမာဆိုရင်အိမ်အောင်ပြုမယ်လက်ထက်မဲ့ကိစ္စတွေကလည်းဒီနိုဝင်ဘာလမှာဖြစ်လိမ့်မယ်လို့ပြပါတယ်နော်အာပြောမှဆိုရင်ကံရာရီဘွားတွေကအချစ်ရင်နဲ့ပတ်သက်ပြီးတော့မမျှော်လင့်ဘဲနဲ့ surprise အမျိုးမျိုးတွေကြုံတွေ့ရတတ်တယ်အမှတ်မထင်ဘဲနဲ့ကိုယ်သမီးစားကနေနော်ဒီလက်ထက်ပေါင်းတင်တဲ့အနေအထားတစ်ခုထိရောက်သွားမှလို့ပဲတွေ့ရတယ် တွေ့ရတာပေါ့နော်ပြောမစွရင်ဒီကံရာဒီဘွားတွေကဒီစီးဘွားရေးတူမှုရေးကျမ်းမာရေးစတာတွေဒီနိုဝင်ဘာလမှာကောင်းမွန်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါဆိုရင်ကံရာဒီဘွားတွေအတွက်ပေါ့နော်ဒီနိုဝင်ဘာလမှာဘာရတရာလုပ်ပြီးရမလဲဆိုရင်တော့ဒါမိမိရဲ့နေအိမ်ဖျားကန်းမှာလိန်မော်ဒီ၃လုံးဖျားကတ်တူပြီးတော့ပေါ့နော်လူရစုကိုတောင်းပါနော်စီပွားရေးလူမှုရေးကျန်းမာရေးစဆက်ဆက်ရေးအဆင်ပြေချုံးမွေ့အောင်မြင်ပြီးတော့ဗောနောကောင်းချင်မင်္ဂလာအဖျားဖျားတွေနဲ့ပြည့်စုံလာပါလိမ့်မယ်ခင်ဗျာ near my star bazaar.